9ရက်4လ2025ဒီနေ့ကျွန်တော်ပြောချင်တဲ့နိုင်ငံရေးစီရေးထူးခြားသတင်းလေးတွေရှိပါတယ်အဲဒီတော့ပေါပေါပါပါအဲပြီးတော့အကြည့်တက်ရစီမဲ့သတင်းလေးနဲ့ပဲအရင်စလိုက်ရအောင်အဲ့ဒါဘာလဲဆိုတော့နိုင်ငံတော်ကြီးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့သားကိုထိန်လင်းเนาะသူအမေရိကန်ဆန်ဖရန်စစ္စကိုကိုရောက်နေတယ်အဲရောက်လာခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီပွဲစီစဉ်ရရည်ရွယ်ချက်ကတော့အဲဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးပေါ့เนาะဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့တခြားကိစ္စလေးတွေဖြစ်တယ်သို့တော်လည်းပဲ အဲဒီကာလမှာငလင်ကအဲငလင်တန်တင့်သွားတာဖြစ်တဲ့အတွက်ကိုဒီ San Francisco မှာလုတ်တဲ့ရန်ပုံငွေပွဲကနေပြီးတော့ရရှိတဲ့ US ဒေါ်လာ9000ပေါ့နော် US ဒေါ်လာ9000ရရှိခဲ့တယ်ဒါ6ရက်နေ့ကပြုလုပ်ခဲ့တာပေါ့ကျွန်တော်လည်းကြည့်လိုက်ရပါတယ်အဲပွဲလေးကိုဆိုတော့အဲအဲ့မှာ9000ကိုဒါငလင်ဘေးသင်းနဲ့ပြည်သူလူထုတွေကိုလှူမယ်လို့ဒါထုတ်ဖော်ပြောဆိုထားတာမျိုးရှိတယ်တတိယနေရာလည်းသိရှိရတယ်အဲ့တော့အဲဝမ်းသာပါတယ် ဲပြီးတော့ဒီတိုင်းပြည်မှာဗိုလ်ချုပ်အောင်ဆန်းဒေါက်ဆန်းစုကြည်ပြီးတော့သူရဲ့ကိုထိန်လင်းပေါ့ဗျာနော်ကိုထိန်လင်းအထိအဲဒီမီးအဖိုးတွေတားအဖတွေဟာမျိုးဆက်အလိုက်မျိုးဆက်30တိုင်အောင်မြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ဆိုရင်အသက်တွေအသေးခံခဲ့တယ်ဟဲ့လားဘဝတွေပေးဆက်ခဲ့တယ်ထောင်ကျတန်းကျတွေခံခဲ့ရတယ်အဲပြီးတော့ဒါကုနာပြောတဲ့နှွေးထွေးမှုမိသားစုရဲ့ဘဝကိုဆွန့်လွတ်ခဲ့ရတယ်အနစ်နာခံခဲ့ရတယ် ာကူမှလည်းညှို့ညင်ခြင်းမရှိသေးတာကိုတွေ့ရှိရတာဖြစ်တဲ့အတွက်ဒီမျိုးဆက်၃ဆက်အတွက်ကျွန်တော်အနေနဲ့အလေးမြတ်ပြုတယ်လို့ပြောပြစီဒါကျွန်တော်သိခဲ့အရာပေါ့ဗျာမြန်မာပြည်မှာအဲ့လိုအညာတရတွေအဲ့လိုမျိုးဆက်တွေရှိပါတယ်เนาะမိသားစုတွေရှိတယ်ဒီမိသားစုတွေအပါဝင်ပေါ့เนาะဒါတွေကိုကျွန်တော်အရင်ဆုံးပြောချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲစစ်တပ်နဲ့ပတ်သက်လို့ကတော့ပြောရင်အာခုသူများစရာဖြစ်မယ်အဲ့တော့နောက်မှဒီနောက်အပိုင်းလေးမှပြောမယ်အရင်ဆုံး ကျွန်တော်တို့ပြည်သူလူထုနဲ့ပတ်သက်ပြီးအရေးကြီးပြီးသတိထားမယ့်အရာလေးတစ်ခုကိုပြောမယ်အဲ့ဒါ WHO ကထုတ်ထားတယ်ပေါ့နော်ကမ္ဘာ့ကျန်းမာရေးဖွဲ့စည်းကထုတ်ထားတယ်အဲ့ဒါဘာလဲဆိုတော့အာဒီငလင်းမဒန်တဲ့ဒေတာတွေပေါ့နော်ဒေတာထုတ်ပြီးစကိုင်းတိုင်းမှာအာကူးဆက်ရောဂါတွေဖြစ်ပွားနိုင်နေဆိုတဲ့သတင်းမှဖြစ်တယ်အဲ့တော့ အဲကုသယောဂဘာကြောင့်ဖြစ်ပွားနိုင်လဲအာဟုံသိကြတဲ့အတိုင်းပဲအိန္ဒိယဖြိုတယ်တိုက်တာတွေကဖြိုတယ်ပြီးတော့ရင်လောအိန္ဒိယကအလောင်းလောင်းမရှိဘူးဟိုကျွန်တော်တို့ဒီပိတ်မိနေတဲ့လူတွေတည်ဆုံသွားတဲ့လူတွေကလည်းအလောင်းတွေကလည်းပုတ်ပွားနေတာမျိုးတွေရှိတယ်အဲ့တော့အဲကျွန်တော်တို့ဒီဒေသတွေမှာကုညီရေးကယ်ဆယ်ရေးလုပ်တဲ့အခါမှာနော်အဲရေလောအိန္ဒိယရဲ့အလောင်းလောင်းရှိဖို့လည်းလိုတယ်ပြီးတော့ကုသယောဂတွေကိုကာကွယ်ဖို့ကမတ်စတာဖို့ပြီးတော့ကိုယ်အစားအစာတွေဒါတွေကိုဟိုဂေယုတစ်ဆိုင်ရှိကြဖို့လည်းလိုတယ်လို့ကျွန်တော်ဒီနေရာကနေအာ WHO ရဲ့ထုတ်တဲ့ အဲကြီးညာချက်လေးကိုမှီပြီးတော့ပြောကြပါမယ်။အဲကျွန်တော်တို့မြန်မာသူမြန်မာနိုင်ငံသားတွေဟာအဲတပတ်အခုပြဿနာတစ်ခုရင်ဆိုင်လာရတဲ့အခါမှာပြည်သူမှပြည်သူတို့ပဲကူညီရပါလေ။ဘယ်အဖွဲ့အစည်းတို့မှလည်းမယုံကြည်ရပါဘူး။ကိုကိုကိုစစ်တပ်အစိုးရလို့ပြောနေဒီဖက်ဆစ်စစ်တပ်ကလည်းနိုင်ငံတကာကပေးတဲ့ဒေါ်လာတန်းအဲခုနပြောတဲ့အကူအညီမပါနော်။ရိတ်ခါတွေရိတ်ခါပစ္စည်းတွေမပါပစ္စည်းတွေရတန်ဖိုးမပါဘဲနဲ့ငွေသားတသက်ကြီးပဲတန်း330ကျော်ရရှိတယ်။သို့တော့ အဲထိုင်ဝမ်ကပေးတဲ့လူ100ဒေါ်လာ100တန်းတောင်မှပဲမြန်မာမှာတည်ဆုံသွားတဲ့ငလင်ပေးရောက်တည်ဆုံသွားတဲ့လူဦးရေ3000ကျော်ပေါ့3000နဲ့ပဲတွက်တွက်လို့ကောင်းအောင်လို့အချိုးချပြီးတွက်မယ်ဆိုရင်ဒေါ်လာ100တန်းကိုလူ3000နဲ့စားကြည့်ရင်လူတစ်ယောက်ကိုဒေါ်လာ3000ကျော်ရရှိမယ်ဗမာငွေနဲ့350ကာလာပေါက်စီအဲ့လောက်ရှိတယ်အဲသိုးတော်ညာနဲ့အခုတန်း130ဆိုရင်အချိုးချခွဲကြည့်လိုက်ဘယ်လောက်ရမလဲဆိုတော့ဆိုတော့ကျွန်တော်ဒါကိုကပ်သီးကပ်ဖက်ပြောနေကြတာအကြောင်းမရှိဘူး ပြောချင်တာကပါလေအုတ်ချွေရီကိုဆောင်ရွက်နေတဲ့အုတ်ချွေရီကိုသူတို့ပိုင်ဆိုးထားတဲ့အဲရန်အုတ်ချွေရီရန်ရက်ကိုလေပတ်နေမြို့ပေါ်အုတ်ချွေရီရန်ရက်ကိုလေပတ်နေတဲ့ဖက်ဆစ်စစ်တဟာပြည်သူလူထုအပေါ်မှာအာစိတ်စေတနာမရှိတာမှန်တယ်ဒါကြောင့် WHO ကဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဟာလာဒီကူးစက်ယောဂတွေဖြစ်ပွားနိုင်တယ်ဆိုတာမျိုးထုတ်ပြန်ထားတဲ့ကြေညာချက်အပေါ်မှာအာဂီယုတဆိုင်ရှိကြဖို့ ကိုကိုကိုအရင်ဆုံးကာကွယ်ကြဖို့မြန်မာပြည်ရဲ့ survival game ထဲမှာကိုယ့်ရဲ့အသက်ကိုမိသားစုရဲ့အသက်ပါမှာသွားဖို့အတွက်အပြင်ဆင်နိုင်တမျှကိုပြင်ဆင်ထားကြဖို့ကျွန်တော်အနေနဲ့အထူးတိုက်တွန်းနှိုးဆော်ကျင်းပတယ်အဲ့တော့အခုလိုမျိုးငလျင်ပေးဖြစ်နေတဲ့အချိန်မှာမင်းအောင်လာရဒီနေ့ဒီချိန်ထိတော့အာကလေးမှာသခိုင်းတိုင်းကလေးမှာဘုံကျဲတိုက်ခိုက်မှုတွေအဲပြီးတော့မစ်ဆိုင်းနဲ့ပြစ်မှုတွေအဲရှိနေတယ် ော့စကိုင်းတိုင်းကလေးမှာမဟုတ်မြန်မာနိုင်ငံအနှံ့တဝန်းမှာရှိနေတဲ့သတင်းတွေရသိရှိရတယ်အခုတော့ရန်များတဲ့ကိစ္စမလို့ကျွန်တော်ဒါကြီးကိုအကျယ်ချက်ပြီးမပြောနိုင်ဘူးစစ်တပ်ဟာသူ့လို့သူ့လို့နေတယ်နောက်ထပ်ပြည်သူလူထုနဲ့တက်ဆိုင်တဲ့အရာတစ်ခုကိုကျွန်တော်ပြောပါမယ်ငလင်ပေးဖြစ်နေတဲ့အချိန်မှာစစ်တပ်ကခုနကပြောတဲ့ဘုံကျဲမဲ့နေရာဘုံကျဲအဲလက်နက်ကြီးနဲ့ပြည့်ရမဲ့နေရာကိုလက်နက်ကြီးနဲ့ပြစ်ပြီးတော့တိုက်ခိုက်နေသလိုသူ့ရဲ့ကြားဆုံးဒီရဲ့ဒီပြုံးပြီးသွားတဲ့အင်အားကိုပြန်လဲဖြည့်ဖို့နော်ဒီခုနကပြော တော်လိုင်းတပ်ဖွဲ့ဝင်တွေခေကုံလက်ပန်းချလာအောင်လို့เนาะပြည်သူကိုစစ်မှုထမ်းဥပဒေကိုအတုံးချစစ်သားစုဆောင်စစ်ပွဲတွေမှာလူသားတိုင်းအနေနဲ့အတုံးချပြီးတော့စစ်ကိုကြာချာကြာကြာဆွဲဆန့်ထားနိုင်ဖို့အတွက်စစ်မှုထမ်းဥပဒေကိုအသုံးချပြီး2024ခုနှစ်မှာလူဦးရေ4000ကျော်ကိုစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတာမြေရှိတယ်လို့အခု ၄လပိုင်းအကုန်၅လပိုင်းထဲမှာစစ်မှုထမ်းဥပဒေအပတ်စဉ်ဆက်တဲ့အတွက်အစတင်ပြင်ဆင်မှုတွေရှိနေပြီလို့သိရတယ်။အဲ့ဒီလဒမင်းအောင်လိုင်ကအာဒီစကိုင်းကိုသွားတဲ့ငလျင်ကိုသွားတဲ့အချိန်မှာတော့မှပဲသူ့ရဲ့ကားရမှာအချုပ်ကားတစ်စီးပါသွားတယ်။လူဦးရေအယောက်40လောက်နော်လူငယ်အယောက်40လောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ဘာကြောင့်ဖမ်းလဲဆိုတာကိုအခုချိန်ထိမသိရသေးဘူး။ဒါကြောင့်ဒါဟာဖက်ဆစ်စစ်တပ်ရဲ့ပြည်သူပေါ်မှာထားတဲ့သဘောထားအမှန်ပဲဖြစ်တယ်။ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့အထူးသဖြင့်စစ်ကောင်စီအုပ်ချုပ်ရေးရန်တရားအောင်မှာရှိနေသေးတဲ့ပြည်သူလူထုအနေနဲ့ဂရုစိုက်ကြပါ Was coming နော်စစ်ပွဲကလာနေတယ်ပြင်းထန်မှုရှိတယ်အဲ့စစ်ပွဲကြားထဲမှာကိုဟာလူမျိုးဒေသတွေကိုရောက်ရှိနေဖို့လိုတယ်ဆိုတော့ပေါ့ထပ်လောင်းပြောကြပြစီကျွန်တော်တို့ရဲ့ຫນွေဥတော်လိုင်းအောင်ရမယ်